လီဖီးယားနဲ့ရဝုံအရှိန်နဲ့တိုက်ဖုံးမုန်တိုင်းခေမဂီအကျွင်းကြံတွေကြောင့်မြန်မာနိုင်ငံအနှံ့မိုးဆက်လက်ရွာသွန်းနိုင်ပေမဲ့ရုတ်ချီးရေကြီးတာမြေပြိုကျတာစတဲ့အန္တရာယ်တွေကိုတော့စိုးရင်စရာမရှိဘူးလို့မူလဝတ္တပညာရှင်ကပြောပါရယ် DV သတင်းတောက်ကေခိုင်ကဆက်သွယ်မြန်မြန်ထားပါရယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါဆရာဒီဆရာတို့ထုတ်ပြန်ထားတဲ့လီဖီးအားနဲ့ရဝုံအခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ရှင်းပြပေးပါဆရာပင်ကားပင်လေရောအရှိအလေပိုင်းပေါ့နော်အခုဖြစ်နေတဲ့နေရာပေါ့လီဖီးယားနဲ့ရဝုံ ဖြစ်တာပေါ့ဒီ AR တိုင်းရဲ့အနောက်ဘက်ကံယူရန်နဲ့ဆက်ဆက်တဲ့ကံယူရန်ပေါ်မှာလီဘီယာနဲ့ရေဝန်ဆက်ပြီးတော့ရှိနေတယ်ဘင်္ဂလားဒေ့ရှ်ဒါဒီနိုင်ငံကမ်းခြေကိုပဲနိုဝင်ဘာ9ရက်နေ့မှာအဖြတ်ကျော်ဝင်ရောက်မယ်ဆိုပြီးတော့အဲ့လိုတော့တွေ့တယ်အဲသူကနောက်တစ်ခုကဒီလီဘီယာနဲ့ရေဝန်ဒီအထက်အမြင့်5.3 km မှာလေနေတဲ့ Telegram line နဲ့လည်းသူကဆက်ဆက်ပြီးတော့ရွေ့နေတဲ့အတွက်အဲသူကအားတော့နည်းနည်းကောင်းတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကပေါ့နော်ဒီဖိလစ်ပိုင်နိုင်ငံအလေပိုင်းကိုဥတီရွှေ့ရှားနေတဲ့တိုင်ဖွန်းမုန်တိုင်းပေါ့နော်ခန်မဲဂီနဲ့ပတ်သက်ပြီးတော့ဆရာနည်းနည်းလောက်ရှင်းပြပေးပါရှင့်နောက်တစ်ခုကအာကျွန်တော်တို့ဖိလစ်ပိုင် အလဲပိုင်းကိုဥတီပြီးတော့ရွေ့နေတဲ့တိုင်ဖုန်းမုန်တိုင်းပေါ့နော်ကာမဂျီလေအတန်ထွက်တယ်အဲဒီကောင်ကတောင်တရုတ်ပင်လယ်ထဲမှာသူကအနောက်ဘက်ကိုဆက်ရွေ့ရွေ့ပြီးတော့အဲနိုဝင်ဘာ6ရက်နေ့မှာဒါဗီယက်နမ်ကန်ဂျီပေါ့နော်တန်တန်းရဲ့တောင်ဘက်မိုင်140 150လောက်တော့ဝေးတယ်အဲအဲ့ဒီနေရာကိုဖြတ်ဝင်မယ်ဒီဟာဖြတ်ဝင်သွားပြီးတော့ရက်မသွားဘဲနဲ့ဒီဗီယက်နမ်အလဲပိုင်းရဲ့ပြီးတော့လာအို အာကျွန်တော်တို့ထိုင်းနိုင်ငံမြောက်ပိုင်းအဲ့ဒီနေရာတွေကိုအာကုန်းတွင်းလေပြင်းအားနဲ့ရပုံပေါ့နော်ဆက်ပြီးတော့ဖြတ်မယ်အဲ့ဒီကနေလာတဲ့တိုင်ဖုန်းအကျဉ်းအကျန်တွေဒီထိုင်းနိုင်ငံမြောက်ပိုင်းကနေပြီးတော့အာကျွန်တော်တို့ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းတောင်ပိုင်း အနောက်ဘက်မှာရန်ကုန်တိုင်းမြောက်ပိုင်းနဲ့ဒီ AOV တိုင်းအလဲပိုင်းတွေကိုဖျက်ဖျက်ပြီးတော့ကျော်လဲဘင်္ဂလားပင်လယ်ပေါ်အရှိအလဲပိုင်းပင်လယ်ပြင်အထီတော်မှာရောက်နိုင်တယ်ဒီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့်ပေါ့နော်မြန်မာနိုင်ငံကိုရောဘလို့မျိုးတက်ရောက်မှုတွေရှိနိုင်မလဲရှင်ဒီနေ့တွေကဒီကျွန်တော်တို့အာအခုလေပြင်းနဲ့ရဝန်ရွေတဲ့လမ်းကြောင်းရဲ့ညာဘက်မှာလည်းရှိနေတယ်ပြီးတော့မှတိုင်ဖွန်းအကျဉ်းအကြံတွေကလည်းလာမယ်အဲ့တော့9ရက်10ရက်ကတော့မိုးလေ တနိုင်ငံလုံးမှာမူလီကင်းစင်နိုင်တယ်ပေါ့နော်အဲ့လိုတော့ခံမှန်းတာလေအဲပြီးတော့မုံတိုင်းအကျွင်းအကျန်ဒီကြောင့်မနိုင်ငံတောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေအဖြစ်တဲ့ဒီချမ်းပြည်နယ်အရှေ့ပိုင်းချမ်းပြည်နယ်တောင်ပိုင်းတရားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝီတိုင်းတွေမှာလူမဘရှိရနေရနေစပြီးတော့ဒီတိုင်ဖုန်းအကျွင်းအကျန်ဒီကြောင့်ငိုပြန်ရွာနိုင်မယ်ဆိုပြီးတော့အဲ့လိုတော့ခံမှန်းတာတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာ ဒီလေပြင်းအားနဲ့ရဝန်လေးရှိရတဲ့ဖက်မှာလေတိုင်ဖုန်းမုန်တိုင်းလေးရှိရဆိုတော့ဒီအရှင်ချောင်းရောဒီလက်တပြက်ရေကြီးတာမျိုးတို့မြေပြိုကြတာရောအဲ့ဒါတွေရောစိုးရိမ်ရနိုင်လားဆရာအော်အဲ့လိုတော့မရှိပါဘူးဗျမရှိဘူးဆိုတာဘာကြောင့်လဲဆိုတော့နေရာကွက်ပြီးမိုးတဲတယ်ပြီးတော့မိုးကဆွေပြီးတော့ရွာနေတာပေါ့နော်တနေ့လုံးပဲရွာရရွာနေနိုင်တယ်အဲအဲ့လိုမျိုးပေါ့မိုးတဲမှာတော့မဟုတ်ဘူးမိုးရေချိန်လည်းအများကြီးမဖြစ်ဘူး ဒါကြောင့်မလို့ရုပ်တရက်မူတအားများတာမဟုတ်တဲ့အတွက်ဒီ flash flood မဖြစ်နိုင်ဘူးရုပ်ရုပ်ကြီးကြီးတာမဖြစ်နိုင်ဘူးအတောင်ပြူမြေပြူတဲ့အဆင့်အထိလည်းမရောက်နိုင်ဘူးပေါ့နော်မူအရင်များတာမဟုတ်တဲ့အတွက်အဲ့ဒါအတွက်ကတော့ဆိုရင်ကြမရှိပါဘူးဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ရှင့်